လာပါကျမတို့အခုဒီစာကြောင်းလေးတွေကိုရေးကြည့်အောင်ပါနံပါတ်1ကငါတို့မနေ့9နာရီစထွက်မယ်အဲ့တော့ခင်ကြီးတွေသွားဖို့ပြင်ဆင်ကြရတယ်ဘယ်နာရီစထွက်မလဲမနေ့9နာရီမှာစထွက်မယ်ဒီဟာလေးကိုရေးကြည့်အောင်ငါတို့ဆိုတော့ woman ရမယ်နော်မနေ့9နာရီဆိုတော့ကျမတို့ကအကြောရှန့်အဲ့တော့မနေ့ပိုင်းကိုလေကျမတို့ရှန့်ဘူးလို့လေ3လေးရှိတယ်လीနော်ရှောင်းလေ၃နဲ့ကြောင်ရှောင်းလေ၃နဲ့ ွာနာလေးတစ်ချက်ရှိတယ်။ကြောင်ရှမ်းကမနဲ့အစောပိုင်းကိုပြောတာ။ရှမ်းဟူကကြတော့နေမြင့်တဲ့အချိန်လေးကိုဆိုလိုတာရမယ်နော်။မနဲ့9နာရီဆိုရင်ကြောင်ရှမ်းကလေးကိုသုံးတာကပိုတင့်တော်တယ်။ woman ကြောင်ရှမ်း9နာရီဆိုတော့5:00စထွက်မယ်ဆိုရင်出发လို့သုံးတယ်နော်။ 我们早上五点出发，亚们咯，然后这个里所以一他特倒霉，一他个火车，然后一他特倒霉，所以就马路个火车快要。 ခိုင်းလာအဲဒီလိုလေးပဲသုံးလိုက်အောင်မဲခိုင်းဆိုတာဒီမောင်းနာကိုပြောတာလေးနော်ခိုင်းချဲဆိုရင်ကားမောင်းနာအဲ့တော့ယထာစထွက်တော့မယ်ယထာထွက်တော့မယ်လို့ပြောရင်ဟောချဲခွာရောက်ခိုင်းလာဒီခွာရောက်လို့ဆိုတဲ့ပတ္တန်လေးကတခုခုဖြစ်တော့မယ်ဆိုတဲ့အခြေအနေကိုလာသုံးတာနော်ခွာရောက်လို့မသုံးချင်ရင်ရောက်နေလဲရတယ်ဟောချဲရောက်ခိုင်းလာရမယ်နော်နောက်တစ်ခုလေးနဲ့ရှိတယ်ကျုံရောက်နေလဲရတယ်နော်သူကအများကြီးတောင်းလို့ရတယ် နောက်တစ်ခုကကြတော့ခီးဆောင်အိတ်ပါပြီလားအဲ့တော့ခီးဆောင်အိတ်ကရှင်းလီဟုတ်တယ်နော်ရှင်းလီပါပြီလားဆိုတော့ကျွန်တော်တို့တိုက်နဲ့တုံးလို့ရတယ်ရှင်းလီတိုက်လမအဲတိုက်လမင်းယောမိကုံကိုအများကြီးပုံစံပြောင်းလို့ရတယ်နော်ကျွန်မဒီမှာမင်းယောနဲ့ရေးလိုက်တယ်ရှင်းလီတိုက်လမင်းယောဆိုရှင်းလီပါပြီလား နောက်ပြော့ဟိုတယ်ရှာပြီးပြီလားအဲ့ဒါဆိုရင်လွယ်လွယ်လေးပါပဲဂျူဒီယန်ကနေစလိုက်မယ်ဂျူဒီယန်ကဟိုတယ်ကိုပြောတာဂျူဒီယန်ရှာတယ်ဆိုရင်တော့ရှာပြီးပြီလားဆိုတော့ဂျူဒီယန်ကြောင်လမလို့လည်းသုံးလို့ရတယ်ကြောင်ဟောင်လမလို့လည်းပြောလို့ရတယ်နော်ရှာပြီးပြီဆိုကြောင်ဟောင်လပိုကင်မြန်တင်ပြီးပြီဆိုရင်တင်ဟောင်လတင်ကပိုကင်တင်တာကိုပြောတာရမယ်နော် နောက်တစ်ခုလေးရကြတော့ငါနောက်ပတ်ခီးသွားမယ်လို့စိတ်ကူးထားရတယ်။ငါနောက်ပတ်ခီးသွားမယ်လို့ရည်ရွယ်ထားရတယ်။ဒါမျိုးဆိုရင်ဝအရင်ဆုံးဒီစိတ်ကူးတယ်ဆိုတဲ့အသုံးလေးရစမယ်နော်။ water swan ပြီးတော့မှကိုပါကိုစိတ်ကူးထားလဲဆိုပြီးရေးမှာ water swan ရှာရှင်းချီ now a bad ရှာရှင်းချီ去旅行ခီးတော့မယ်လို့စိတ်ကူးထားတယ် ကြပါမယ်နော်ဒါဆိုရင်ဒီနောက်ဆုံးစာကြောင်းလေးမှာလဲပါဆွန့်ဆိုပြီးတော့မှကိုနောက်ကစေကူးတဲ့ကြံရွယ်တဲ့ကိစ္စလေးတွေကိုလေ့ကျင့်ကြည့်လို့ရတယ်နော်